စကောပြည့်တဲ့များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Fantasy Premier League ကဏ္ဍကိုတော့ကျွန်တော်တို့ဒါထူးထူးခြားခြားဆိုသလိုပဲကျွန်တော်ဖန်ရောက်နေပါတယ်အဓိကဟိုဖန်ရောက်နေတဲ့အကြောင်းအရာကိုကျွန်တော်တို့ဒါကရင်ပြည်နယ်နေ့ဒါ290ပြည့်အထိမ်းမှတ်ကျွန်တော်တို့ဒါ low weight ဟိုရိုက်ကူးရင်းနေနဲ့လာရောက်နေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ low weight ပွဲကောင်းနေကိုလည်းကျွန်တော်9ရက်နေ့ရဲ့10ရက်နေ့9ရက်နေ့ဒါ3ရက်စတိုက်ပေါ့နော်ဒါကျွန်တော်တို့ဒါဟိုကျွန်တော်တို့ Soccer House ဒါ Facebook နဲ့ YouTube Channel မှာဝင်ရောက်ကြည့်ရှုအားပေးလို့လည်းရပါတယ်ခင်ဗျာ အဲကျွန်တော်တို့ရဲ့ဒီ fantasy premier league ဒါဒီတစ်ပတ် game week ဟို11 season ကိုကျွန်တော်နဲ့အတူပုံမှန်တက်ဆက်ပေးနေကြဖြစ်တဲ့ညီလေးပြဖြစ်ဟာသုံးသက်ပြောဆိုပြီးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာညီလေးမင်္ဂလာပါဟုတ်မင်္ဂလာပါကိုဟုတ်ကဲ့ပါဒီတစ်ပတ်ဟို game week ရောဒါဒီ game week ပြီးရင်တော့ဒါဟို international break ဝင်လာတော့မှာပေါ့လေအဲ့တော့ဒီ game week ရောဟိုတော်တော်လေးလဲဟိုအကျိတ်နဲ့ရှိနေမယ်လို့လဲကိုကတော့ယူဆတယ်ပေါ့လေအဲ့တော့ပထမဆုံးအနေနဲ့ပေါ့လေဒါစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုပေါ့အဲ့ဒါဘာလဲဆိုတော့ဟိုအာဆင်နယ်အသင်းပေါ့လေဒါနောက်ဆုံးပြိုင်ပွဲဆုံးဒါရှစ်ပွဲဆက်ဒါ clean sheet ရထားတယ် clean sheet ရထားတယ်ဆိုတော့ ဟိုအဓိကတော့ဒီအာဆင်နယ်အသင်းကဒီဟိုဟာနောက်ခံလူနဲ့ဂိုးသမားပေါ့လေအဲ့ဂိုးသမားတွေကိုဒါကိုယ့်ရဲ့ဒီ Fantasy Premier League အသင်းမှာဒါဟိုထွက်ပက်သုံးလို့ရပြီလားဆိုတော့ ਨੇ အမြင်လေး ਨੇ ပတ်သက်ပြီးတော့ဒါဟိုဒီစီနေကိုစပြီးတော့ဖွင့်လိုက်ချင်ပါတယ်ဒါညီလေးအမြင်စပြောပေးပါအောင်ဗျာဟုတ်အာဆင်နယ်ဒက်ဖန့်ကတော့ဒါပဲလောက်ကတော့ထည့်တင်တာပေါ့ကွနော်ဒီ over all run ကအမှတ်ကောင်းနေတယ် FPL ဂျာကြီးတွေကိုတစ်ချက်ကြည့်လိုက်ပါသူတို့အာဆင်နယ်ဒက်ဖန့်နဲ့ run booster တွေ့ထားတွေ့ရတယ်ပေါ့ပြီးရင်အကိုပြောပြောနေတယ်ဒီသူတို့ full back လဲစော့ရယ်ပေါ့နော်ဟုတ်ကဲ့ ်အဆင်နဲ့ defense ကိုထွက်ပြထားဖို့ကတော့နည်းနည်းတော့ risk တော်များရဲ့ဟုတ်ကဲ့အဲဆိုတော့တသိန်းလေးကနေ3ယောက် defense ထားရဲဆိုတာနည်းနည်းတော့ဟို risk ယူရတာပေါ့ဟုတ်ကဲ့အဲမဲ့ high risk high boost ဖြစ်မယ်လို့တော့ထင်တယ်ဗျဟုတ်ကဲ့အဲကျွန်တော်ကတော့ဒါပဲထားဖို့ပို့ပြီးတော့အာအပေးရပါတော့ဟုတ်ကဲ့ပါ area တို့တင်မာတို့ gabriel ဒီ3ယောက်ထဲကကိုအဆင်ပြေမဲ့2ယောက်ကိုတော့ဒါပဲထားတင်တယ်လို့အကြံပေးချင်ပါတယ်ဗျဟုတ်ဟုတ်ကဲ့ပါတကယ်တော့ဟို triple tie ဆိုတာနည်းနည်းလေးတော့ risk တော်များတယ်ပေါ့လေဟိုကိုကတော့ဟို arsenal အသင်းကဒါ ဟိုဂိုးတွေဆက်မပေးရရင်တော့ဒီကတော့ဟိုတော်တော်လေးကောင်းတယ်ဗောလေဒါပေမဲ့တခုခုဖြစ်သွားမယ်ဆိုတော့ဒါဟိုဘယ်လိုပြောလဲအရာစကားနဲ့ပြောတော့ရေကြီးသွားနိုင်တယ်ဗောလေအဲ့တော့ဟိုပစ်ဆက်မှုလည်းများသွားနိုင်တယ်အဲ့တော့နောက်နောက်တစ်ခုကဗောဒါဟို feature run ချောင်းနေတဲ့ကာလာမှာဗောလေဒါအာဆင်နယ်စီဘူဂျော့ဂရက်ကဒါပြီးခဲ့တဲ့ပွဲမှာလဲဒါဂိုးသွင်းပြီးတော့เนาะဒါဒုတိယပိုင်းမှာလာလူသားလေးခဏရရတယ်ဒဏ်ရာကြောင့်မပါခဲ့ဘူးဗောလေသူကတော့ဒါလာမဲ့ international break ပြီးမှပြန်ပါမယ်လို့လည်းကျွန်တော်တို့ဒါသတင်းတွေလည်းကြားနေရတယ်အဲ့တော့သူ့နေရာမှာဘယ်သူနဲ့ အအစားထိုးသင့်လဲပေါ့လေဟိုပြောချင်တာကဒီတိုက်စစ်မှုတွေရွေးချယ်တဲ့နေရာမှာတိတ်အများများဆားဆားတော့မရှိပါဘူးလက်တော်မှာဒါဟိုပုံစံကောင်းရနေတဲ့ကစားသမားရဆိုတော့ဟိုနည်းနည်းဟိုရွေးရခက်နေပေါ့လေဒီနေရာမှာဟိုဘတ်ဂျက်လည်းတိတ်လည်းမများဘူးလက်ရှိမှာ တို့ရဲ့စွမ်းဆောင်ရည်တွေဒါ fantasy မှာလည်းဒါ point တွေကရှာဖွေပြီးနိုင်တဲ့ဟိုဘယ်လိုပြောမလဲတို့ရဲ့ဟိုဟိုဘယ်လိုပြောမလဲဒီစွမ်းဆောင်ရည်ကလည်းမတိမ်မငိမ့်ပေါ့လေအဲ့တော့မတိမ်မငိမ့်ဆိုတော့ဒီကစားသမားနှစ်ယောက်ရှိတယ်ပေါ့လေအဲ့ဒါတော့ဒီ Brandford တိုက်စင်မှုဒါ Egot Tiago နဲ့ဟို Brighton ရဲ့တိုက်စင်မှုဒါဟို Danny Webber ပေါ့လေအဲ့တို့နှစ်ကဟိုတို့နှစ်ဦးတည်းကတဦးရောဒါဒီတစ်ပတ်အတွက်ဆိုတာညီလေးဘသူ့ကို recommend ပေးခြင်းတယ်ဗျဟုတ်အကိုပြောသလိုပဲဒီတိုက်စစ်ကစားသမားယူတဲ့အခါမှာ तू ကတခြား Wifi တို့ defense stone နဲ့မတူဘဲနဲ့ရွေးချယ်စရာတော့နည်းနည်းဟို ဟိုပါဗောတိတ်မရှိဘူးတိတ်မရှိဘူးဟုတ်တယ်စဉ်းစားစရာအကိုပြောတာနှစ်ယောက်ပေါ့နော်ဒီဂေါဒီယာကိုနဲ့ဒန်နီဝက်ဘတ်ဒန်နီဝက်ဘတ်သူတို့ကအပီယန်ပွားမတိမ်မရင်ပြင်ဒီပစ်ချာလုံးကလည်းတိတ်မတိမ်မရင်ဖြစ်နေရောဟုတ်တယ်ဟုတ်တယ်အဲနှုတ်စလုံးကတော့ဒီဒေါကာရဲ့ replace replacement အတွက်ခဏတာဂျီဒူအစားထိုးမှုပြလို့ဖို့ကောင်းတယ်နှစ်ယောက်ပါပဲကိုဟုတ်ကဲ့ကိုကျွန်တော်တော့ဤဂေါဒီယာကိုပို့ပြီးသဘောကျတယ်ဗျဟုတ်ကဲ့ပါအဲဘာလို့လဲဆိုတော့သူ penalty တွေကန်ရတယ် service တွေလည်းကန်ရတယ်အဲပြီးတော့ထူကြတာဒီရာသီမှာပြန်ပြီးတော့ခေစားလာတယ်ဒီလက်ပစ်ဘောတွေလည်းဟုတ်ကဲ့ ဘလန်ဖိုးကကောင်းကောင်းအခွင့်အရေးကောင်းကောင်းသုံးချနိုင်တာတွေ့ရတယ်ဟုတ်ကဲ့အဲအဲ့တော့သူတို့နှစ်ယောက်တည်းတယောက်ယူရမယ်ဆိုရင်တော့ကျွန်တော်အီဂိုဒီယာကိုကြိုက်ပါတယ်ဗျာဟုတ်ကဲ့ပါဟိုတကယ်တော့လေဟိုဒန်နီဝက်ဘက်ကလည်းတကယ်တော့ဟိုဟိုပြစ်ပယ်လို့တော့သူမကောင်းဘောလေဒါပေမဲ့သူကလည်းလက်ရှိမှာဖောင်တော်တော်မိနေတဲ့အချိန်ပေါ့လေနောက်ဆုံးဒီဘယ်လိုပြောမလဲနောက်ဆုံး၃ပွဲမှာသူ၄ဂိုးရှုထားတယ်အဲ့ဒီသူရှုထားတဲ့၄ဂိုးကလည်းဟိုဘယ်လိုပြောမလဲတော်တော်အံ့ဩစရာကောင်းတာကဟိုကံသွင်းချက်9ဂျင်ကနေ၄ဂိုးရတာဆိုတော့ဒါ ဟိုလက်ရှိမှာဒါဒန်နီဝက်ဝါဟို clinical ဖြစ်နေတယ်လို့လည်းပြောချင်တယ်ပေါ့လေအဲ့တော့ဟို feature run လေးကိုကြည့်ပြီးတော့ဒါလက်တလောပေါ့လေဒါရေတိုဖြစ်ဖြစ်ဒါဟိုယောဂရက်နေရာပဲဖြစ်ဖြစ်ဂျာဘတ်ထုံနေရာပဲဖြစ်ဒီကစားသောနှစ်ယောက်ကတော့ဒါစဉ်းစားသင့်တဲ့ဟိုမှာနှစ်ယောက်လို့တော့ဒါကျွန်တော်အကြံပေးချင်ပါတယ်အဲ့တော့ဟိုနောက်တစ်ချက်ကပေါ့လေဒီ central midfield ကစားသောစစ်စစ်တွေထဲမှာအခုလက်ရှိမှာတော့ popular pitch ဖြစ်နေတာတော့ဒါ arsenal di grand right ပေါ့လေဟုတ်အဲ့တော့အဲဒီ grand right ကလည်းဒါ popular pitch ဆိုပေမဲ့ဒီ chelsea က gain zero နဲ့ စနားလိုင်းရှက်ကားလို့မေ့ထားလို့မရဘူးဗောလေအဲ့တော့သူတို့နူးကလည်းအခုတော်တော်လေးကျန်းတယ်ဗောလေဒီနေရာဒီမှာဒါဟိုဟိုဟာ point တွေကလည်းတော်များများရှာပေးထားနိုင်တယ်ဆိုတော့ဒီသုံးဦးတည်းကရောဒါဟိုဘု து ကိုအကောင်းဆုံးဖြစ်မလို့ညီလေးထင်တယ်သုံးယောက်လောအောင်တော့ဒီနေ့ပြည်မြလိမှာဒါထူးချေခြေစွဲပြနေတယ်ဟုတ်တယ်သုံးယောက်ပါပဲဟုတ်ကဲ့သူတို့ပေးရတဲ့ဈေးနဲ့ပြန်ရတဲ့ return လည်းတော်တော်မိုက်တယ်လို့ပြောလို့ရတယ်ဟုတ်ကဲ့သုံးယောက်ထဲကတယောက်ယူရမယ်ဆိုရင်တော့ကျွန်တော်ကပြီးခဲ့တဲ့ဘက်ကမရှင်းခဲ့တဲ့ဒီ Arsenal ကိုလည်းလူဒီတော့ကိုပဲရေးချင်ပါလေကိုဟုတ်ကဲ့ပါ ော်နာတွေကန်ရတယ်ဖိကစ်တွေလည်းကန်ရတယ်ပြီးရင် DCB point လည်းညှို့ရတယ် DCB point ရတယ်ဟုတ်ကဲ့ဒီ Arsenal ဖောင်ကောင်းတဲ့ဖောင်ကောင်းနေရခြင်းအဓိကအကြောင်းရင်းတစ်ခုပါဒါဒီကလန်ရိုက်ခြေစွမ်းပြရလဲပါမယ်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်အဲ့ကြောင့်ကျွန်တော်ဒီကလန်ရိုက်ကိုဒီ၃ရက်ထဲမှာယူရမယ်ဆိုရင်ဒီကလန်ရိုက်ကိုရေးချင်တယ်ဗျာဟုတ်ကဲ့ပါတကယ်တော့ဒီကလန်ရိုက်ကတော့ဟိုအကြိုက်ဆုံးပေါ့လေသူ့ရဲ့ဈေးတန်းအရောသူပေးနေတဲ့ဒီရာသီမှာဟို point နေရတော့ဒါတော်တော်လေးစောင့်ကြတယ်ဒါပေမဲ့တခုရှိကြတာကဒီကိုင်းစီတို့နဲ့ရှက်ကတော့ ဟို demand right လောက်တော့ဟိုဘယ်လိုပြောအရင်မျောမှန်းလို့မရပါမဲ့သူတို့တခုစိုးရင်ဒါသူတို့နှစ်ယောက်ကအဝါထိနိုင်တယ်ပူများတယ်ဗောလေအဝါထိနိုင်တယ်ပူများတယ်ဆိုတော့ဟို demand right ကဒါအကောင်းဆုံးလဲဟိုဖြစ်တယ်လို့ဒါလက်ရှိမှာဒါ popular pick ဆိုတော့အာတိတ်တော့ဟိုမထူးဆန်းပါဘူးအဲ့တော့နောက်ဆုံးမေးနေတာဒီဟိုဟာဗောလေဒီ Manchester United ကကစားသမားကြီးဝယ်ချိန်ထန်ပြီလားဗောသူ့ရဲ့ future run ကလည်းဒီလှလာပြီဆိုတော့ဒီတစ်ပတ်ပြီးရင်တော့လှပြီဗောဟုတ်ကဲဒီပတ်ပြီးတော့လှပြီဗောဒီ United ရဲ့ future run ကိုကြည့်လိုက်တော့ဒီ game week 11နေ21လောက်ထိတောက်လျှောက်အဆင်ပြေရတွေ့ရဟုတ်တယ်ဟုတ်အဲ11နေ21ဆိုတော့ game week 17ခုစာလောက်ရှိမှာဗျဟုတ်တယ်အဲ့ဒီ17ခုစာမှာဘယ်ဆင်းတွေနဲ့တွေ့ရမလဲဆိုတော့ Everton, Watson, Wood, Lee, Burnley တို့နဲ့ကြံရမှာဗျဒါကြောင့်ဟုတ်တယ် United ကစားသမားတွေခေါ်လို့ခေါ်ချင်းတက်မီလာဆိုတော့ခေါ်ချင်းတက်မီလာခေါ်ချင်းတက်မီလာခေါ်ချင်းတက်မီလာခေါ်ချင်းတက်မီလို့ပဲပြောရမှာပေါ့နော်ဟုတ်ပါတယ်ဒီ United ရဲ့ FPR option တွေကတော့ Ambumo ဘရူနိုကွန်ညာဆက်စကိုအာမတ်တို့ဖြစ်မယ်ပေါ့နော်ဟုတ်ကဲ့ဟိုအမ်ဘူမိုနဲ့အာမတ်ကဒီအာဖရိကဖလာပွဲသွားမယ်ဆိုပေမဲ့ဂိမ်းဝီ60လောက်မှာသွားလောက်မှာဟုတ်တယ်အဲ့တော့ဒီဂိမ်းဝီ9ခုလို့စာလောက်ကိုလွတ်လွတ်ကျွတ်ကျွတ်တော့ခေါ်လို့ရသေးတယ်ဟိုဒီ United ရဲ့ FA option နဲ့ကျွန်တော်ကြိုက်ဆုံးနှစ်ယောက်ကိုရွေးပါဆိုရင်တော့ကျွန်တော်အမ်ဘူမိုနဲ့ဘရူနိုနဲ့ကိုရွေးချင်တယ်ဗျဟုတ်ကဲ့ပါတကယ်တော့ဟိုအမ်မူမူတို့ဟို M1 ကိုထားပါတော့ဒါလူတိုင်းတို့ခုလို့ဒါဟိုပိုင်ဆိုင်မှုကတော့တော်တော်လေးများတဲ့ထဲမှာပါတယ်ပေါ့လေအဲ့တော့ ဟိုကိုသမားလေးရောမကြိုက်ဘူးလားစန္ဒလမ်းမန်ရောကြိုက်တော့မဆုံးဘူးနော်ဟိုသူကောက်ွယ်မှုတွေစိတ်ကောက်ွယ်မှုတွေကောင်းတယ်ဟုတ်ဟုတ်အဲယူနိုက်တက်ရဲ့ defense ကိုသိစိတ်မချဟုတ်တယ်စိတ်တော့နည်းနည်းလေးတော့စိုးရင်တောင်ရှိပါဘူးဟိုစန္ဒလမ်းမန်ကတော့ဟိုပွဲချင်းကြီးကြည့်ပြီးရိုးရမှာပေါ့လေအခုအခုနာမည်ပွဲရလဲစပန်းနဲ့ဆိုတော့ဒါ international break ပြီးရင်တော့ဒါစန္ဒလမ်းမန်မှာနည်းနည်းလေးစဉ်းစားစရာရှိလာတယ်ပေါ့လေဟုတ်အဲ့တော့ဒီ game week 11ပဲပေါ့လေဒါ transfer in ပြုတ်လောက်ရမယ်ဆိုတော့ဒါညီလေးဘယ်သူဘယ်ကစားသမားတွေကိုဒါအကြံပြုတ်ခြင်းလဲဟုတ်ဒီတစ်ပတ်တော့ကျွန်တော်နှစ်ယောက်ရွေးထားရပြဟုတ်ကဲ့ဒီ ခန်းစစ်ကစားသမားရဲ့နောက်တန်းကစားသမားရဲ့အင်းတိုက်စစ်ကစားသမားရဲ့နှစ်ယောက်ရွေးထားပါတယ်ပထမဆုံးတစ်ယောက်ကတော့ချက်စီးရဲ့ UC ဂျိမ်းမှာဟုတ်ကဲ့အဲသူဂိဝီ level မှာဝူးနဲ့တွေ့မယ်ဝူးဆိုတာပြင်းပြလိနိုင်ပွဲမရသေးဘူးတိုက်စစ်ကလည်းဆယ်ပွဲမှာ9ခုပဲတွေ့ထားတယ်အဲ့တော့ဒီပွဲမှာဂျိမ်းအင်းနဲ့ဒီ attacking ရော defensive ပါတန်းမျှော်လို့ရမယ်လို့ထင်တယ်ဗျဟုတ်ကဲ့ဟိုနောက်တစ်ယောက်ကတော့ဘဆန်းရဲ့ဘူးဝင်းမှာ ရာသီမှာ၃ဂိုးသွင်းထားတယ်တကူဖန်နီးထားတယ်အဲဂိုးကန်သွင်းချက်က၁၆ချိန်လှုပ်ထားပြီးတော့၁၇ချိန်ရှော့အတာကရှိထားတယ်ဗျပြီးရင်ပြောရရင်ဘုံဝင်ရဝဆန်းရဒီအဆက်ရှဲကစားသမားဗျာမရှိမဖြစ်အဲကြောင့်ဘန်ဘန်လီလည်းတွေ့ရမှာဆိုတော့သူစီကရတန်ဟုတ်ကဲ့ရှားမယ်လို့ယုံပါတယ်ဗျအကိုအကိုဝင်ကြိုက်ကစားသမားလေးပြောပြောပြပါဟုတ်ကဲ့ပါဒီတစ်ပတ်အတွက်ပေါ့လေဒီ game 11အတွက်ဒီနည်းနည်းလေး budget လဲဟိုဟာဖြစ်မယ်ပေါ့လေနော်ဟိုဟာ differential လဲနည်းနည်းဖြစ်မယ်ဆိုတော့ကို ီဂိုးသမားကိုတက်ရောက်တော့ရွေးခြင်းတယ်ဗျအဲ့ဒါဘာလဲဆိုတော့ဒီ Everton ရဲ့ဂိုးသမားပေါ့လေဟိုဂျော်ဒန်ပစ်ဖို့ပေါ့ဘာလို့သူ့ကိုရွေးရလဲဆိုတော့ဥစားကဖူဝန်ကဒီရာဒီအဝင်းဝန်းဆက်ဆောင်တွေတော်တော်ချင်းချင်းစိုးနေတယ်တော်ချင်းချင်းစိုးနေဆိုတော့ဟိုနိုင်ပွဲတော့မရနိုင်ပွဲမရသေးဘူးနောက်ပြီးတော့သူ့ရဲ့ဟိုမှတ်တမ်းတွေတွားကြည့်လိုက်တော့ဒါဇေယအောင်ဆောင်ကဝုန်းနဲ့တွားပြီးအဝင်းဝန်းဆက်ဆောင်တွေတွတ်တူနေရတယ်။တွတ်တူအဲ့တစ်ချက်ကြီးကတော်တော်ချင်းချင်းစိုးတယ်။အခုလက်ရှိကအေဗာတန်ကနည်းနည်းလေးပြန်ကျနေတယ်ဆိုရင်ဒါပြီးခဲ့တဲ့ဟိုပွဲမှာတော့ဒါတေကန်သွားတယ်ဗောလေ။တေကန်သွားတယ်ဆိုတော့ဒါဟိုဟို အဲ့ဘာနဲ့မှန်းနိုင်ပြောင်းလို့ပြန်လာနိုင်ရရှိရပေါ့လေပြန်လာနိုင်ရရှိရဆိုတော့ပြန်လာချိန်လဲတန်ပါပြီအဲ့တော့ဒီဒီဘက်မှာဒါ Everton နေနဲ့ဒါ clean sheet ရမလားဆိုပြီးတော့ဒါဟိုမျောမှန်းကြည့်နေတာပေါ့လေဟုတ်အဲ့တော့ဖိုးကတော့ဘယ်တော့မှစိတ်မပြည့်စီရပါဘူးဟုတ်တယ်သူစီကဟို sit တွေလည်းမျောမှန်းလို့ရတယ် sit တွေလည်းမျောမှန်းလို့ရတယ်ဆိုတော့ဒီကစားသမားကတော့ဒီဒီဘက်မှာဒါဖူဝမ်နဲ့ပွဲမှာတော့ clean sheet ရမလားပေါ့လေအဲ့တော့မျောမှန်းနေနေအဲ့တော့ဟိုနောက်ထပ်ပေါ့လေဒီ game week 11ပဲပေါ့ဒါ captain ပေးရမယ်ဆိုရင်ဒါဘယ်သူ့ကို captain ပေးခြင်းလဲဟုတ်ပြီးခဲ့တဲ့ပတ်ကတော့ဒါ တခလေးကိုစော်ကားရဲ့လူတွေအပယ်နည်းနည်းလာသွားပါတော့။ဒီကဒီဟာလိုင်းရဖောင်ကတော်တော်ကြောက်ဖို့ကောင်းတယ်။ကြောက်ဖို့ကောင်းတယ်ဟုတ်တယ်။အဲဒါကြောင့် FPL မှာ captain option လို့ပြောလိုက်တာနဲ့သူ့အရင်ဆုံးစဉ်းစားရတာပေါ့နော်။ဒီဘက်တော့လည်းကျွန်တော်သူ့သူ့ကိုပဲရွေးချင်ပါလေ။ပြည့်ရမယ့်တင်ကဒီပါဘူးပါ။နိုင်ပွဲကြီးလည်းပြည့်ရပြီသူတို့ကြောက်ကြည့်မှုလည်းရှိနေပြီလို့ထင်တယ်။ဒါပေမဲ့ဒီဟက်မှာဆိုရင်ဂိုးပို့သွင်းတယ်ဂိုးပို့သွင်းတယ်ဟုတ်တယ်ဟာလန်ကြောင့်ကျွန်တော်သူ့ကိုပဲကပ္ပတီပေးချင်ပါလေဗျဟုတ်ကဲ့ပါဟုတ် ဟိုကတော့ differential cut လေးဖြည့်ပြီးပါဟုတ်ကဲ့ဒါဒီ game 11ပေါ့လေဒါ differential cut ကိုရွေးရမယ်ဆိုတော့အကိုကတော့ဒါပြီးခဲ့တဲ့ဘက်ကအကိုဒါပေါက်ကောင်ဖြင့်ရွေးခဲ့တဲ့ဒါ Brighton ကဒါ Daniel Walker ကိုပဲဆက်ရွေးချင်ပါတယ်ဘာလို့လဲဆိုတော့ဟို fantasy မှာအတိရဲ့အတိုင်းပဲလေဒီ found ကောင်းတယ်ဆိုရင်စတိုက်ကောင်းတာတွေရှိရသူကြာတော့လဲစတိုက်ကြာတော့ရှိရဆိုတော့ found အရေးကြီးရ found ကအရေးကြီးရဆိုတော့အခုလက်ရှိမှာကဟို Daniel Walker ကတော်တော်လေးကို found မိနေတဲ့ကစားသမားလေးဖြစ်တယ်ဟို Brighton ရဲ့ဒီတသိန်းလုံးမှာလည်းအဓိကကိုးသွင်းမဲ့ပင်နိုင်ဆိုတော့သူတယောက်ပဲရှိရသူ့ကိုပဲအားကိုးနေတာပြောရမယ်ဆိုတော့ဒီ Man City မှာ ဥစ္စာကိုအားကိုးနေရသူဟာလန်ကိုအဓိကအားကိုးနေရသူပဲဒါ Brighton မှာလည်းဒါသူ့ကိုပဲအားကိုးနေရဆိုတော့အကိုကတော့သူ့ကိုပဲဒီဘက်ကြိုက်နေပြန်တယ်ပေါ့လေအဲ့တော့ဒီနောက်ဆုံးမိကုန်းနေရတော့ဒါဒါညီလေးတွေပေါ့လေအဓိကပေါ့လေဒါဟိုဒီဒီဘက်မှာရောဘယ်ကစားသမားကဒါပောက်ကောင်ဖြစ်မယ်ထင်လဲဟုတ်ပြီးခဲ့တဲ့ဂေဝီတန်းမှာတော့ဒါ ပေါ့ကောဖြစ်စီကျွန်တော်ရွေးပေးခဲ့ရမှာဒီဒါဘုမဲ့ရှာပွဲပေးနိုင်ခဲ့ရဟုတ်တယ်အဲ့တော့ကျွန်တော်တို့အချိုးပြုနိုင်ခဲ့ရပြောလို့ရပါဘောနော်ဟိုဒီဘက်အတွက်ကျွန်တော်ရွေးထားတဲ့ပေါ့ကောလုံးဝ differential စစ်စစ်ပြဟုတ်ကဲ့ TSP ပါဆန်1%တော့မပြည့်သေးဘူးဟုတ်ကဲ့အဲဘယ်သူလဲဆိုတော့အစနေရဲ့ဝင်လေကစားသမားမရီနိုမရီနိုပေါ့ဟုတ်ဟုတ်ကဲ့ပါဒီမရီနိုကပုံမှန်ကစားခွင့်သာရနိုင်မယ်ဆိုရင်သူကဂိုးတွေသွင်းပေးတတ်တယ်ဝင်လက်လည်းရှိဟိုကဂိုးတွေသွင်းပေးတတ်တယ်ပေါ့ဂိုးလက်လည်းအရင်ကောင်းတယ်ဒီဂျိုင်းရဲ့ဒီချက်မြက်လေးမှာလည်းသူနှစ်ကိုတွင်းပေးထားတယ်ပေါ့နော်ဟုတ်ကဲ့ပါဟို ီဂိမ်းဝိလဲဘက်မှာယော်ကရဲမပါနိုင်ဘူးဆိုတော့အာဆင်နယ်တိုက်စစ်ကိုသူဥဆောင်လာလိမ့်မယ်လို့ထင်တယ်သူဟုတ်ကဲ့ဖြစ်ကစားရဲပေါ့ဗျဟုတ်တယ်ဟုတ် တစ်ဖက်ကတွေ့မှာဆန်နာလန်းနဲ့ဆိုပေမဲ့ဆန်နာလန်းကစားပုံကောင်းတယ်ဗျပြီးမာကျော်တယ်မာကျော်တယ်ခန်းစစ်လည်းကောင်းတယ်ဟုတ်ခန်းစစ်လည်းကောင်းတယ်ဆန်နာလန်းနဲ့ဆိုပေမဲ့ဒီအာဆင်နယ်ရဲ့အရန်ကောင်းနေတဲ့ဖောင်ကြောင့်ပြီးအတင်းသားတွေရဲ့စူးစီးမှုကြောင့်မရီနိုတဲရမယ်လို့ပြောလဲมาလဲကိုဟုတ်ဟုတ်ကဲ့ပါတကယ်လဲအာဒီတာကတော့မရီနိုပဲထုတ်သုံးမယ်လို့တော့အကွာလဲယုံကြည်တယ်ဘာလို့လဲဆိုတော့ ဟိုဂရောင်ရဂျီဇူးတို့ဟိုကာလာတွေတွေကပေါ့လေသူတို့ဒဏ်ရာရရင် तू ကဒီမရီနိုပဲသုံးနေတာဆိုတော့ဟိုတော်တော်လေးလဲဂိုးလက်လဲရှိပါတယ်အခုခုနပြောခဲ့သလိုပဲဒါဟိုဟိုဘယ်လိုပြောမလဲ international break ဒါ तू ဟာစပိန်ကိုပြန်လဲ तू သွင်းနေတာပဲဆိုတော့တော်တော်လေးဒီဂိုးအဲဒီကွင်းလက်ကစားလုံးကတော်တော်လေးတော့ဟို defense လဲဖြစ်တယ်ဒါပောက်ကောင်ဖြစ်မယ်လို့လဲဒီတစ်ပတ်ယုံကြည်ပါတယ်အဲ့တော့အခုလိုမျိုးဒါ game week 11တွေဒါပြပြစစုံဖိချားပြီးတဲ့အတွက်ဒါညီလေးပြပြအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ fantasy premier league အစီအစဉ်ကိုစောင့်မျှော်ကြည့်ရှုအားပေးနေတဲ့ ဟိုပြည့်တဲ့ရောက်စီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနောက်စီစဉ်မှာပြန်လည်ဆုံတွေ့ပါမယ်